2024ကကျွန်တော်တို့အတွက်တကယ်ကိုစိတ်သက်ကြပြီ depression တအားဝင်ပြီးတော့ပေါ့နော်ယုံကြည်ကားကြီးတကားမှယုံတင်ခွင့်မရှိရိုက်ခွင့်မရတဲ့အခြေအနေထားထိကျွန်တော်ရှိခဲ့တာဘူးနော်ဆိုတော့ဒီ2025မှာမှ2024ကျွန်တော်လုတ်ခဲ့တဲ့နှစ်ခုသုံးခုအလုပ်တွေပေါ့နော်အာ2023မှာလုတ်ခဲ့တစ်ခုလောက်အဲ့အဲ့လိုအရာတွေကမှကျွန်တော်2025မှာထပ်ပြီးတော့ကောင်းသောအရာတွေပေးလိုက်တာဟုတ်ဆိုတော့လူကအဲ့ပေါ်တော့ဇွဲရှိရတာပေါ့ရှင်ဟိုအမျက်သူတွက်ကကြတော့ဒီဟာကဇွဲမရှိလို့ကိုမရဘာလို့အမျက်သူတော့ဒါအသက်မိုးဝမ်းကြောင်းဖြစ်နေရ ဒီထဲမှာတော့မြစ်သွားတော့အိမ်အောင်သေးပေါ့နော်အိမ်အောင်သေးဇက်ယုံနေနဲ့မြင်ရပါမယ်မြစ်သူနဲ့တွေ့ဖက်မှာတော့မြစ်သွားတော့ဒါဒရိုက်တာတယောက်ရဲ့အမျိုးသမီးပေါ့နော်ဒရိုက်တာကတော့ကိုဖုန်းတိုက်ဆိုတော့ကိုဖုန်းတိုက်နဲ့အတွဲလေးပေါ့နော်ဒီမှာပါဝင်မယ်ဆိုတော့ကိုဖုန်းနဲ့ဒါဒုတိယအကြိမ်မြောက်ပြန်ပြီးတော့ပေါ့နော်စီးရီးမှာစုံတာပေါ့ဟိုးရှိမှာတော့တခါစုံမှုတယ်အဲ့တော့ဆိုလဲနိုင်ငံခြားမှာတွားရေးကြတာဦးဆိုတော့လေအခုဒါဒုတိယအကြိမ်ပြန်ပြီးစုံတယ်ပြီးတော့စုံတော့ဒီကကျတော့အိမ်အောင်သေးဖြစ်သွားတာပေါ့ဆိုတော့ဒီထဲမှာတော့ဒီအိမ်အောင်ကြီးအနေနဲ့အဲရှုပ်ထွေးပူလီတဲ့ဒီအိမ်အောင်ကြီးကြားတဲ့အရာလေးတွေကိုပြ မှာပေါ့နော်ဒီခါတော့နည်းနည်းမာယာများတဲ့အမျိုးသမီးပေါ့ဒီတစ်ခါကအဲ့လိုတည်ငြိမ်ပြီးတော့အဲ့လိုအချစ်ခံရတဲ့အမျိုးသမီးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးမာယာများပြီးတော့အဲ့လိုပေါ့နော်လူတွေရဲ့အကြောင်းကိုတီတော့ ပေါ့နော်အဲ့လိုအမျိုးသမီးတယောက်နေရနေပါမှာပါအမြင့်တော့ fashion ကတော့ဇက်ကောင်ပေါ်မူတည်ပြီးတော့ပေါ့နော်ကိုလှုပ်ခွင်းရတဲ့ပမာဏဘောင်ထဲကနေတော့ပေါ့နော်ကိုရဲ့ဇက်ကောင်ကိုပုံဖော်မယ်ပေါ့ဘလို့ဤ fashion ထိုးထွက်ဖောက်နေပါစေဆိုတော့စိတ်မျိုးနဲ့မဟုတ်ဖက်နဲ့ကိုပေါ့နော်ဇက်ကောင်ကာရီတာမှာ live ဖတ်မှုရှိတဲ့ဝတ်စားစင်ရင်မှုနဲ့နောက်ခေခေရဲ့ပေါ့နော်ပုံစံနဲ့အဲ့လိုလေးတွဲဖက်ပြီးဝတ်မလို့တော့ season ထားပါလေရှင် သက်ကိုရွယ်ရလဲပေါ့နော်ဟိုအိမ်အောင်မကြတာပဲရှိမယ်ရင့်ကျက်ပြီးတော့အတိထူးရှိနေတဲ့အမျိုးသမီးအရွယ်ရောက်နေပြီဆိုတော့ကိုတော့ကအိမ်အောင်ရှင်မျိုးသမီးနေရာကမစိမ့်ပါဘူးအာလောက်ရတယ်ကိုတော့ကိုကိုနဲ့သားလဲကြားလို့ခံစားရတယ်အတခုတခုပဲအဲ့လိုနည်းနည်းလေးပေါ့နော်ဟိုတင်းအိတ်ရွယ်ရှိတဲ့အဲတာသမီးတွေပါလာရင်တော့နည်းနည်းလေးတော့ကိုယ့်အတွက်အဲပေါ့နော်နည်းနည်းလေးတော့ဟိုဘယ်လိုခေါ်မလဲ တန်ရှင်လေးရှိတာပေါ့ဆိုတော့ဒီဟာကတော့အဲ့လိုမျိုးမရှိတဲ့ကြောင့်မို့အဲ့တန်ရှင်တော့မရှိဘူးအရှိမာကတော်တော်လေးကိုပြိတ်သက်တည်းရောပေါ့နော်ဒီဇလန်းတွေကိုချစ်တဲ့သူတွေတော်တော်လေးကိုအာယုံဆိုင်မှုရလိုက်တဲ့အခါကျတော့ဒါကဒီခါပြင်ရိုက်တဲ့အချိန်မှာအမျက်သူတွေကတော့အရင်လောက်ကြီးရောလေးဟိုဘယ်လိုခေါ်မလဲနည်းနည်းပို့ပြီးတော့ pressure ရှိရရှင်။မဟုတ်ဆိုအရင်တော့ဆိုတော့ကိုကကိုလှုပ်လှုပ်ချင်တာစိတ်ကြိုက်ပေါ့နော်လှုပ်တယ်။အခုကျတော့ကိုလေးပါလေးလှုပ်ချစ်တဲ့စိတ်လေးနဲ့စောင့်ကြည့်တဲ့ပေါ့နော်အကြံဉာဏ်ပေးတဲ့သူတွေရှိတဲ့အခါကျတော့အဲ့အတွက်တော့အရင်ထက်စာနည်းနည်းလေးတော့ဟုတ်ပေါ့နော်သူဝင် ဖိအားလေးနည်းနည်းရှိရအောင်ဒါပေမဲ့အဲ့ဒါကိုလည်းသဘောကျပါတယ်အဲ့ဒါကိုလည်းအဲကျင်နေပါတယ်ဘာလို့ဆိုတော့ဒါပြည်သက်ရဲ့ချစ်ခင်မှုကြောင့်ညားတဲ့အရာလေးဆိုတော့အဲ့တော့ကိုယ့်ဘက်ကပို့ပြီးတော့စူးစမ်းရမယ်အဲပို့ပြီးတော့အလေးထားရမယ်ဆိုတဲ့ဟာအမြဲတမ်းစိတ်ထဲမှာအမြဲတမ်းတွန်းပါတယ်ကလေးကျေးဇူးတင်ပါတယ်အခုဆိုပေါ့နော်ဇလန်တို့ရိုက်မယ်ဆိုရင်အလိုရည်နာရီပါရေးပေါ့နော်ကိုကဝစ်ချင်တာမျိုးဆိုရင်အရင်ထပ်ဆိုင်ပို့ပြီးတော့ကိုလိုလိုလလားနဲ့ပေါ့နော်ဝေးရတယ်ဇလန်တွင်းတော့မှရတယ်တကားလုံးကိုယူဝဲဇလန်တို့ဖြစ်ကားကြီးဖြစ်ဖြစ်ပေါ့နော်ဘယ်ရလေးဝစ်ချင်နေပြောအဲတချို့ဆိုလည်းအလိုရွှေရပါဆိုလည်းခက်ပေးမယ် ပေါ့နော်ဒီထဲမှာပေါ့နော်ဝတ်လို့ရအောင်ဆိုတော့ ဘာပြောအရင်ထက်ပို့ပြီးတော့အတိမတ်ပြူပေးတယ်အဲပေါ့နော်အဲ့လိုမျိုးလေးဆိုရခါပို့ပြီးတော့လဲပေါ့နော်ကိုကကန်းလန်းတဲ့ခါကျရင်တကယ်ကိုပဲလူလူလတ်လတ်နဲ့ပေါ့နော်လှုပ်ပေးမယ်ဆိုတော့အဲလုပ်ငန်းရှင်တွေနဲ့ဆုံတွေ့ရတဲ့ခါကျတော့လဲအရင်ကိုပျော်ရွှင်ရတယ်အဲကိုရဲ့ပေါ့နော်ပို့ပြီးတော့ခွန်အားရတယ်လို့ခံစားရရှင်ဒီနောက်ကကျတော့ဝင်ငွေကြောင့်ပေါ့နော်တချို့ຢာလေးရှိပါတယ်ကိုဘလောက်ပဲပေါ့နော်စီစစ်ပဲစီစစ်တခါကျရင်ကိုရဲ့ဝင်ငွေအင်ကန်အခက်ခဲကြောင့်ပေါ့နော်အဲဘာပြော50 50နဲ့ကိုပေါ့နော်စိတ်မတင်မတဲ့နဲ့ရိုက်လိုက်ရတဲ့အကားတွေလည်းရှိတယ်ဆိုတဲ့ခါကျတော့အဲ့လိုထားရတဲ့ထွက်လာဖို့ကြံသေးတယ်ပေါ့နော်ဆိုတော့အခုန ောက်ပိုင်းကျတော့အဲ့လိုလုံးဝလုံးလုံးမရတော့ဘူးဆိုတဲ့ဟာဖြစ်သွားတယ်ပေါ့နော်လုံးဝတိုက်ပေါ့ you know ကတော့အော်ဝင်ငွေလေးချောင်းမှာဆိုတဲ့စိတ်နဲ့အခုကျတော့မဟုတ်ဘူးတေးချာပို့ပြီးအရင်ထက်ပို့ပြီးတော့ပေါ့နော်ပို့တင်းကြရမယ်ကိုကူကူပို့တင်းကြမိသွားတာပေါ့နော်အဲ့လိုတော့ပို့နည်းနည်းတော့ပို့ခတ်သွားတယ်ဒါမဲ့လည်းကန်ကောင်းတာတခုကအရင်ထက်ဆိုင်ပို့ပြီးတော့အလုတ်ခွင်းရတဲ့ပေါ့နော်ဇက်ကောင်းလေးကိုအရင်ထက်ပို့ပြီးတော့ပို့စားတဲ့လူလူလာကန်းလန်းနဲ့ပေါ့နော်ကန်းလန်းချက်လေးတွေလက်ခံရတဲ့အခါကျအတိုင်းမသိပျော်ရွှင်ခဲ့ရပါတယ်ရှင်ခွန်အားဖြစ်စေတယ်ရှင် ။ဘာလို့ဆိုတော့ကိုကဒီတောင်ကလိုချင်လို့ကိုယူတာ။ ကြိုက်ကိုကြိုက်တာအဲ့လိုတာဝန်ကြီးရှိနေရတာကိုကပြောတာပေါ့နော်ဆိုတော့ပြောချင်တာလိုလိုလားလားနဲ့ကိုအာလက်ခံနေဟိုအရင်လဲခွန်အားဖြစ်တယ်ဘာလို့ဆိုတော့ခုနလိုပေါ့နော်ကျွန်တော်ဆိုဇက်ဇက်ပေါ့ပေါ့ဟိုဝိရှင်ရဲ့ရဲ့နာရေးရှိနေအောင်မှာအာဘယ်လိုဝယ်ရမလဲငါဘယ်လိုရှာရမလဲပေါ့နော်ဟိုထားကြစင်တူရိုးမားတွေဆိုရင်ဝယ်ရရင်ဈေးအရန်ကုန်တယ်ပုံလားအဲ့ဒါကြောင့်တအားကုန်သွားတာပေါ့နော်အာပို့ပြီးတော့ခွန်အားရတယ်ပို့ပြီးတော့ပျော်ရွှင်ရတယ်ပြီးတော့ပေါ့နော်ဟိုမြစ်တာတရားတွေရပြီးတော့ဘယ်တော်တော်ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ကြည်ပြီးတော့အကုန်လုံးကအာကြည့်ရှုပြီးတဲ့ကောင်းတဲ့ comment လေးပြောတော့ ကိုနဲ့လက်တွဲတဲ့ပေါ့နော်စီးပွားရေးလုပ်ငန်းရှင်ကိုလုံးကလက်တွဲကျင်ကြတယ်ထပ်ပြီးတော့လည်းကို့ပေါ့နော်မလုပ်ပေးရမလဲဆိုတဲ့အရာတွေဖြစ်တာပေါ့အဒီကားဆိုချိတ်တွေဝတ်မလားဆိုတော့အာဒီကားနဲ့ဆိုချိတ်နဲ့တိတ်ပါမဖြစ်ဘူးပေါ့တော့ဆိုတော့နောက်ကားကြီးကြာတော့လိုချိတ်တွေဝတ်ဆက်လိုက်လိုဝတ်ချင်နေဆိုပြီးတော့ပြောတာပေါ့ အဓိကပရိသတ်ချက်တာရလို့ရှိရင်လူတွေကအချစ်ခံရတဲ့ခါကျရင်ပေါ်ပါတယ်နော်ပျော်ရွှင်တယ်ကိုကိုကိုတက်ကြွတယ်နုပြူတယ်ဆိုတဲ့လုပ်ကိုရတယ်အဓိကကပွေဦးလားကြောင့်ဟိုတစုံတယောက်ရဲ့အရန်ကြီး special ပေါ့အထူးပြုလုပ်ပြီးချစ်တာမဟုတ်ဘဲနဲ့ပရိသတ်တွေအကုန်လုံးရဲ့ချစ်ချင်းတရားတွေပို့ရတယ်အလုပ်တွေပို့လို့ရတဲ့ခါဟိုအချစ်ခံရတဲ့လူတွေကသာတယောက်တည်းကချစ်နေအောင်မဟုတ်ဘူးကွာအကုန်လုံးကအဲကိုထက်ကြီးရဲ့အမတွေအကိုတွေကိုရဲ့ level နန်းမှာရှိတဲ့အမတွေအကိုတွေကိုအောက်ကညီမတွေ အကုံတော့ဗောနော်ကို့အဲကို့အရွယ်တစ်ခုမှာဆိုဒီလိုလေးဆိုတိတ်ကောင်းမှာပဲတို့ဟာမိုဒီရသွားပြီတို့အာဒီနေ့ဆာပြီအကစားလုပ်တော့မယ်တို့အသက်ကြီးရက်ထီလဲလှလို့ရအဲ့လိုလေးတွေပေါ့နော်ကို့ကိုချစ်ပြီးတဲ့အခါကျတော့ကို့အချစ်ခံနေရတော့မင်းပေါ်သွားပြီးတော့နုပြိုတဲ့လုပ်ကိုရတာပေါ့နော်ဟုတ်ကဲ့ရှင် ဟုတ်တယ်ကောင်ပါလေငယ်လေးတွေရောအကြီးတွေရောကျေးဇူးတင်ပါတယ်အဲ့လောက်ထိတော့လည်းမထိုက်တန်သေးဘူးပေါ့နော်ဘာလို့ဆိုလူဆိုတာအမားရှိတာကိုကိုကိုတိုင်းလည်းကိုမသိတဲ့အမားတွေလည်းမားကောင်းမားနိုင်တယ်အဲ့တော့မြတ်တော်ရမြတ်တော်အရန်ကြီးပေါ့နော်ဟိုအရန်ကြီးမျက်လုံးစုံမိတ်ပြီးတော့တော့အရန်ကြီးမယုံပါနဲ့လို့ကိုကိုကိုပြောချင်ပါတယ်ကိုကိုကိုလည်းပြေးသက်ကိုအပ်ပါတယ်ဘာလို့ဆိုကိုကအရန်လိန်ပါတဲ့သူမဟုတ်တဲ့အခါကြတော့လေခါကြလူတွေကကိုကသဘောကျပြီဆိုအဲ့လူကဘာလို့လို့အဖြစ်ကင်းနေရမယ်ဆိုတော့စိတ်နဲ့တွားတဲ့ခါကြရလေဟိုအဲ့လိုဟိုဒီတစ်ဖက်သားမှာတားလေဟိုတင်းကျပ်မှုတွေဖြစ်တယ်အ ဲပေါ့နော်အဲ့လိုမျိုးလေးရှိတဲ့ခါကျတော့ကောင်းတဲ့အရာလေးတွေကိုပဲရွေးယူပါအော်မျိုးလုံးမှိတ်ပြီးတော့တော့ဘာမှဖြစ်ပါနဲ့ပေါ့နော်တချို့အရာတွေမှာလည်းလူဖြစ်တဲ့အတွက်ကြောင့်အမားလေးတွေရှိကောင်းရှိနိုင်တယ်အဖြစ်ကောင်းဖြစ်လာနိုင်တယ်ရှိကိုင်းနေတယ်ပေါ့နော်ဆိုတဲ့ခါကျတော့လူတူတယောက်စီအမျက်သူကတော့လူတူတယောက်စီကကောင်းတဲ့အရာလေးတွေယူတယ်အဲ့လိုလေးယူပြီးဘဝကိုရှေ့ဆက်ပါလေအမျက်သူစီကနေအမျက်သူကြည်ရင်းနဲ့ပေါ့နော်အဲယူလို့ရတဲ့အရာလေးတွေကောင်းတဲ့အရာလေးတွေယူပါမကောင်းတဲ့အရာလေးတွေတော့ဖယ်ထားခဲ့ပါလို့ပြောချင်ပါ ကျွန်တော်ဖြေဘူးတယ်နော်2024ကကျွန်တော်အတွက်တကယ်ကိုစိတ်သက်ကြပြီ depression တအားဝင်ပြီးတော့ပေါ့နော်ယုံကြည်ကားကြီးတကားမှယုံတင်ခွင့်မရှိရိုက်ခွင့်မရတဲ့ အခြေအနေထားအထိကျွန်တော်ရှိခဲ့တာပေါ့နော်ဆိုတော့ဒီ2025မှာမှာ2024ကျွန်တော်လုပ်ခဲ့တဲ့နှစ်ခုသုံးခုအလုပ်တွေပေါ့နော်အာ2023လုပ်ခဲ့တစ်ခုလာအဲ့လိုအရာတွေကမှကျွန်တော်2025မှာထပ်ပြီးတော့ကောင်းသောအရာတွေပေးလိုက်တာဟုတ်ဆိုတော့လူကအဲ့ပေါ်တော့ဇွဲရှိရတာပေါ့ရှင်ဟိုအမျက်သူတွက်ကကြတော့ဒီဟာကဇွဲမရှိလို့ကိုမရဘာလို့အမျက်သူဒါအသက်မိုးဝမ်းချောင်းဖြစ်နေရအောင်အဲ့တော့စောင်းဆိုင်နေရတဲ့ကာလမှာလဲကိုကိုကိုမိုဒီမကြအောင် ကိုကိုကိုချစ်လိုက်တယ်ကိုကိုကိုခွန်အားပေးတယ်အဲကိုကိုကိုပေါ့နော်ကြားမအောင်နေရမယ်အမြင့်သူပြောလို့အာဘယ်ဟာလာလာပေါ့နော် ကိုကအဆင်သင့်ဖြစ်နေရမယ်ဘာလို့ဒါမှကိုကထပြီးတော့ကြိုးစားမယ်ဆိုရင် မမီလောက်ဘူးလို့ကိုကိုကိုခံစားရတယ်အဲ့တော့ကိုကမလာခင်ကဘာလာလာငါ ready ဖြစ်နေရမယ်ဆိုတော့စိတ်နဲ့ပေါ့နော်အဲကိုကိုကိုမောင်းတင်ရတာပေါ့ကိုကိုကိုမိုဒီပြန်ပေးရတာပေါ့နော်အဲ့လိုမျိုးလေးနဲ့ဖြတ်တန်းခဲ့ပါလို့ပြောချင်ပါတယ်ကိုကတော့မင်းကလေးဆိုတော့မင်းကလေးကိုစားပြူတာပေါ့ဒါပေမဲ့လူတိုင်းမှာပဲရှင်ကိုကိုကိုချစ်ပါ ကိုကိုကိုချစ်တာရလက်အကောင်းဆုံးပဲကိုကိုကိုတန်မိုးထားမှသူများကိုတန်မိုးထားမယ်ကိုကိုကိုချစ်မှသူများအများလကာကိုကိုချစ်မယ်အဲကိုကဇုံတရားကိုချစ်နေတဲ့အခါကိုကိုကိုချစ်ဖို့မေ့လျော်အဲ့ခါကျကိုအတွက်ကိုလုံရမယ့်အရာတွေကိုမလုံးမိတော့ ဲ့ခါကျရင်စတင်ယူရင်းပျက်စီးလာတာတစားစားနဲ့ကိုကိုတိုင်းပဲစတင်ယူရင်းပျက်စီးလာမှာပေါ့နော်အဲ့အဲ့လိုမျိုးလေးမြတ်တော်ကိုကိုကိုအဲ့လိုမျိုးအတွင်းနဲ့ဖြတ်တန်းပါတယ်ရှင်။နာကျင်မှုတွေဘာတွေလူတိုင်းကအခက်အခဲရှိပါတယ်။ကိုတယောက်တည်းမှပေါ့နော်ဟိုထွေးပြီးဒရမာတွေဖြစ်တာမှမဟုတ်တာလူတိုင်းကိုစီမှာဒရမာတွေကိုစီရှိကြတာပဲလေနော်။အဓိကကတော့ကိုအလုပ်တဲ့အလုပ်ပေါ်တစ္ဆာရှိပါ ိုလုပ်တဲ့အလုပ်ပေါ်မှာလေးစားမှုရှိပါလုပ်ငန်းခွင်ကိုလေးစားမှုရှိပါလုပ်ငန်းခွင်မှာရှိတဲ့အဦးတယောက်ချင်းစီတိုင်းကိုလေးစားမှုနဲ့ဆက်ဆံပြီးကိုယ့်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်တဲ့အခါကျတချိန်ချိန်မှာကိုယ့်အတွက် ကောင်းမွန်တဲ့အရာတွေကတော့အဆောင်နေမယ်လို့မြတ်သူကယူဆရတယ်။ယုံလဲယုံကြည်တာဆိုတော့မြတ်သူကိုယ်တိုင်ကလည်းလက်ရှိမှာကဒီလိုအခြေအနေတစ်ခုဖြစ်နေတာဆိုတော့လေဟုတ်ရှိ။အတိအကအဲ့ဒီကာလအချိန်မှာမပြည့်စည်မယိုယွင်းသွားဖို့အရေးကြီးတာ။ဥပမာတစ်ခုခုပေါ့နော်ကိုကလေစိတ်သက်ကြပြီးတော့အပျော်နောက်လိုက်မိတာမျိုးကိုကိုကိုဂယုမဆိုင်မိတာမျိုးအဲ့လိုတွေဖြစ်လာရင်ကိုကဒီထက်ပိုအောက်ကိုပိုဆင်းဖို့ပဲရှိတယ်။ဆိုအဲ့အချိန်ကအရန်ကိုစိတ်တက်အရန်ကြတဲ့အချိန်မှာစိတ်ညစ်လုံးလို့အပျော်ရှာတယ်အပျော်လုတ်တယ်ကွာဆိုတဲ့အချိန်မှာကိုကိုကိုမေးလျော့သွားပြီအဲအဲ့လိုပေါ့နော်စိတ်တက်ကြဆိုတော့ခေါင်းစဉ်အောက်မှာကိုကို ကိုမထူတောင်တော့ဘူးပေါ့နော်အဲ့အတွက်အဲ့လိုမျိုးလေးတွေကိုရှောင်သေးခြင်းနဲ့အဲ့အချိန်ခဏအရန်အရေးကြီးတာပေါ့နော်အဲ့အချိန်မှာကိုကအပြော်လိုက်လိုက်ပြီဆိုရင်သွားပြီကိုစင်းစိတ်ရဲ့စင်းစင်းကအထောက်အပံ့စင်းမှာမဟုတ်အချိန်မှာမဟုတ်ငါကြိုးစားရမယ်ငါလုပ်ရမယ်ငါအတွက်ငါရှင်တန်ရမယ်ငါဘလို့တွေလုပ်ရင်ကောင်းမလဲကိုကိုကိုဘလို့ချစ်ရမလဲကို budget ကိုကိုဘလို့ချွေတားရမလဲအဲ့လိုအဲ့လိုမျိုးတွေနဲ့ပေါ့နော်အဓိကကလို့ကိုအလုပ်ကိုကိုလေးစားမှုရှိပြီးရိုတည်မှုရှိပြီးတံမိုးထားရင်ချိန်ချိန်မှာတော့အကောင်းဆုံးຢာရောက်လာမှာလို့ယုံကြည်ပါတယ် ကျေးဇူးပါဟုတ်ကဲ့ဆရာဒီတမားလေးရှင်ရဲ့အားလုံးပဲပေါ့เนาะဒီဇက်ကားလေးကရှိုးလိုက်ကနေပြီးတော့ရိုက်မယ်အမြန်ဆုံးလဲပေးတဲ့လက်ထဲကိုရောက်ဖို့အတွက်တင်းတစ်ခုလုံးကစူးစမ်းမယ်ဆိုပြီးတော့ပြောထားကြပါတယ်အဲ့အတွက်တိတ်မကြတဲ့ပေါ့เนาะအချိန်တစ်ခုမှာပေးတဲ့လက်ထဲကိုရောက်လာခဲ့တဲ့အခါပြန်ပြီးတော့ပေးတဲ့နဲ့ထပ်ပြီးတော့တွေ့ဆုံပါဦးမယ်အဲမျက်သူတို့အဖွဲ့ပေါ့เนาะဒီဒီမျက်နှာဖုံးများပေါ့ Queen of the Set ဒီ CD လေးအခုစူးစမ်းပြီးတော့ပုံဖော်ပါမယ်ရောက်လာတဲ့အခါကျမှအားလုံးပဲခွန်အားတွေပေးပြီးတော့ဝိုင်းဝန်းတ िश ူပေးပါအောင်လို့ လည်းပြောချင်ပါတယ်အားလုံးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါရစေ။ဆုပါရှင်။ဤသို့ကြပါရစေ။